တလင်းတမ ्या စနစ်ကျင့်သုံးခြင်းဆိုင်ရာဥပဒေကိုပြည်သူ့လွတ်တော်ကအတည်ပြုလိုက်ပါတယ်ဥပိုင်စိုးကတည်ထင်ပြပို့ထားပါရရှင်။ကြောက်ခဲ့ကြပေမဲ့ထောက်ခံသူများလို့အတည်ဖြစ်ခဲ့ပါတယ်။အခုပြတ်တန်းလိုက်တဲ့အချက်တွေက တကယ်တမ်းတော့လေဥပဒေတရားအနေနဲ့လည်းကျွန်တော်တို့နားလည်တဲ့လောက်တော့ဥပဒေတရားအနေနဲ့လည်းတိတ်ပြီးတော့ပြည်ပြည်ပြင်းပြင်းမရှိဘူး။နောက်တော့ဒီဥပဒေထဲမှာပါတဲ့အချက်တွေကလည်းတကယ်တမ်းအမျိုးသမီးတူတွေရောအခုဒါအမျိုးသားတွေကိုရောဒါဥပဒေအနေနဲ့အကောင်အဝယ်ဆောင်ရှောက်နိုင်တာပဲ။အခုကတလင်းတမယားစနစ်ကိုသဘောမတူဘူးလေ။ကျွန်တော်တို့ကဒီဟာကိုကန့်ကွက်ခဲ့တာလည်းမဟုတ်ဘူး။မြေပြိုင်စနစ်ကိုကျွန်တော်တို့ထောက်ခံခြင်းကိုကန့်ကွက်တာလည်းမဟုတ်ဘူး။အဓိကကြတာကတော့ဒါရဲ့အပေါ်မှာအမျိုးသမီးတွေအနေနဲ့ဥပဒေရဲ့အကောင်အဝယ်ဆောင်ရှောက်မှုကိုတကယ်တမ်းကြတိတိကျကျရစေခြင်း။ဒီလိုမျိုးတရားဝင် မျိုးသမီးတယောက်ကိုလက်မထပ်ဖက်နဲ့ပေါင်းသိမ်းနိုင်တဲ့ဥပဒေရဲ့အားနည်းချက်တွေကိုကျွန်တော်တို့တွေ့ရှိနေရတယ်ဒီဒီအားနည်းချက်တွေကြောင့်မလို့မျိုးသမီးတယောက်ကိုတရားဝင်မပေါင်းသိမ်းမဲနဲ့ဟောတော့ဟိုတိတ်တပုံမရတဲ့အငဲအနှောင်းတွေပေါ့ဒါတွေပေါ်လာနိုင်တယ်ဒီဥပဒေရထိမ်းများပြီးဖြစ်တဲ့ယောက်ျားဒါမှမဟုတ်မိန်းမဟာထိမ်းများမှုအတီဖြစ်နေတော့မှနောက်တယောက်ထပ်ယူရင်ထောင်နဲ့ဆယ်နှစ်အထိချမှတ်နိုင်ပြီးငွေတန်လည်းတတ်မှတ်နိုင်ပါတယ်ဒါပေမဲ့အနာမတီခင်ကတရားဝင်အတီဖြစ်ခဲ့တဲ့ထိမ်းများခဲ့တာတွေကိုတော့မတိခိုက်စေရဘူးလို့ပြဋ္ဌာန်းထားတာပါ နောက်မိမယူတဲ့ယောက်ျားဟာပထမမိမနဲ့နောက်မိမတို့ရဲ့အမွေမဆက်ခံရလို့ပြဋ္ဌာန်းထားပေမဲ့နောက်မိမရဲ့သားသမီးတွေကတော့ဥပဒေနဲ့အညီအမွေဆက်ခံနိုင်မှာပါ။ ဥပဒေမှာဘယ်လိုမျိုးကလေးဘယ်မိန်းမကဥမာပထမမိန်းမကမွေးတဲ့ကလေးဆိုရင်ဘယ်လိုခွင့်ရရလဲဒုတိယမိန်းမကမွေးတဲ့ကလေးဆိုဘယ်လိုခွင့်ရရလဲဆိုတာမျိုးတွေဒါတွေလည်းရှင်းရှင်းလင်းလင်းမပါသလိုတရားသူကြီးချုပ်ပြောသွားတဲ့အထက်မှာလည်းဒီဥပဒေဟာနောက်ကျောင်းပြန်အာဏာတက်ရောက်မှုမရှိဘူးလို့ပြောသွားတဲ့ကြောင့်ရခိုင်နှုံးကနေယူထားတဲ့မရေပြိုင်တွေကိုတော့ခွင့်ပြုပြီးတော့အခုနောက်ကိုယူမဲ့မရေပြိုင်တွေကြရင်တော့ခွင့်မပြုဘူးဆိုတဲ့သဘောဖြစ်နေတော့ဥပဒေရဲ့တာတူညီမျှမရှိမှလည်းဒီပေါ်မှာပေါ်နေဒီဥပဒေဟာဥပဒေပြည့်အနေနဲ့ပြည်ပြင်းပြင်းပေါ်လာပြီးအမျိုးသမီးတို့ကိုတကယ်ကာကွယ်နိုင်တဲ့ဥပဒေမျိုးနောက်တော့ ကအမျိုးသားတွေကိုလည်းတကယ်ထိန်းချုပ်နိုင်တဲ့ဥပဒေမျိုးကျွန်မတို့ကဖြစ်ဖို့ရလို့ရတယ်။အဲ့တော့ဒီဥပဒေမဟုတ်ဘူးဆိုလို့ရှိရင်လည်းကျွန်မတို့မှာဟိုရာဇတ်တကြီးဥပဒေမှာလည်းဒီလိုမျိုးမရတွေယူတဲ့အတွက်ကြောင့်ရာဇဝမှုပေါက်ပြတ်တာတွေကိုလည်းအရေးယူနိုင်တဲ့ဥပဒေတွေရှိတယ်လို့မနေ့တနေ့ကပဲဒီလွတ်တော်ရည်နေပြတ်ထန်းလိုက်တဲ့မျိုးသမီးများအထူးထင်မြတ်ခြင်းဥပဒေကလည်းရှိနေပြီးသားအခြေအနေမျိုးမှာဒီဥပဒေကိုလော်ရကြီးအနေနဲ့မတုံ့တသင့်မှုဒီတဲ့ပုံပြီးပြည့်ပြည့်စုံစုံနဲ့ဘက်ပေါင်းစုံကနေပြီးတော့မှအားလုံးအတွက်ကိုပါဝင်တဲ့ဥပဒေမျိုးတစ်ခုဖြစ်အောင်အတွက်ကျွန်တော်တို့ဒီကနေ့လွတ်တော်မှာဆွေးနွေးခြင်းဖြစ်ပါတယ် ဒီဥပဒေအားကိုးကွယ်ရဘာသာဒလိတွေကိုလွှမ်းခြုံနိုင်မှာလည်းဖြစ်ပါတယ်။ဒီဥပဒေကိုအမျိုးသားလွှတ်တော်ကိုပေးဖို့အတီးပြုအောင်မှာဖြစ်ပြီးကွဲလွဲတာတွေရှိခဲ့ရင်တော့ပြည်ထောင်စုလွှတ်တော်မှာဆက်လက်ဆွေးနွေးရမှာဖြစ်ပါတယ်ခင်ဗျာ။ကျွန်တော်ပိုင်ဆိုပါ